ချက်စီရဲ့စိတ်ဝင်စားမှုရှိနေပေမဲ့ဂျူဗီမာပဲဆက်နေခြင်းနဲ့မူအားနီးဘောလုံးကျသူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံ channel တွေကပြန်လည်ကြိုဆိုလိုက်ပါရစေ။ပြန်ကြည့်တဲ့မှာရုန်းကန်ခဲ့ရပြီးနောက်ဂျူဗင်တန်အသင်းစီအငှားထွက်ကစားရာခြေစွမ်းပြသနိုင်ခဲ့တဲ့တိုက်စစ်ကစားသမားရန်တဲကိုလိုမူအားနီးကတူရင်မျိုးမှာပျော်ရွှင်နေပြီးတော့ချက်စီအသင်းရဲ့စိတ်ဝင်စားမှုလေးရှိနေပေမဲ့ဂျူဗင်တန်မှာပဲဆက်ပြီးတော့ရှိနေလို့ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါရစေ။ မွာနီကဂျူဝင်တက်စ်နဲ့6လအငါးစာချုပ်တွင်မှသွင်းကိုဆယ်ကိုနဲ့ကိုဖန်နီမှု3ချိန်ထိပြုလုပ်နိုင်ပြီးအသင်းရဲ့အထူးကကစားသမားတူဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ခြေစွမ်းကြောင့်ဂျူဝင်တက်စ်အသင်းကအငါးစာချုပ်တက်တန်းကုန်ဆုံးသွားပြီးမြသူ့ကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားဖို့ဆရာထက်သန်နေပါတယ်။လက်ရှိမှာဂျူဝင်တက်စ်အသင်းနဲ့တူကလကမဘလာပြန်ဝဲကိုပောင်းဝင်ကစားနေတဲ့မွာနီကသူ့ရဲ့နာခံနဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။သူဟာသတင်းနောက်တွေကို ကျွန်တော်အခုကလကမဖလားပြောင်းပွဲဝယ်အယုံဆိုင်ထားပါရယ်ဒါကအယမ်းမြန်တဲ့ပြောင်းပွဲတစ်ခုပါပြောင်းပွဲပြီးသွားမှပဲအပြောင်းရွှေ့ဈေးကွက်မှာဘာဖြစ်မလဲဆိုတာကြည့်ရမှာပါဒါပေမဲ့ကျွန်တော်ဂျူဗင်တက်စ်မှာတကယ်ကိုပြောနေပြီးတော့နေလို့ထန်လို့ကောင်းပါတယ်လို့ပြောကြားခဲ့တာပါအီတလီအားကစားသတင်းစာ လာကာစတာဒဲလို့စပေါ်ရဲ့ဖော်ပြချက်အရဂျူဗင်တက်စ်အသင်းကမူဝါနီကိုနောက်ထပ်တစ်နှစ်အငားစာချုပ်နဲ့ထပ်မံခေါ်ယူပြီးစာချုပ်သက်တမ်းပြီးမှယူရိုတန်40နဲ့အပိသက်ဝယ်ယူခွင့်ကိုပါထည့်သွင်းကမ်းလှမ်းမှုစီစဉ်ထားပါရယ် ဒါပေမဲ့သူတို့ကပြင်းထန်တိုက်စစ်မှုကိုခေါ်ယူဖို့အတွက်ပရီးမီယာလိဂ်ကလပ်ချက်စီအသင်းနဲ့အပြိုင်ကြိုးပမ်းရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကစားသမားကိုယ်တိုင်ကဂျူဗင်တက်စ်မှာပြောရွှေနေကြောင်းဖွင့်ရထားတာကြောင့်ဂျူဗင်တက်စ်ဘက်ကဒီအပြောင်းရွှေ့မှာတော့အသာစီရနေရမှာ။လက်ရှိမှာဂျူဗင်တက်စ်အသင်းကကလပ်ကမဖလားပြမွဲမှာနှစ်ပွဲကစားနှစ်ပွဲနိုင်ထားပြီးအုပ်စုနောက်ဆုံးပွဲဖြစ်မန်ချက်စတာစီးတီးသင်းနဲ့အုပ်စုဘူနီယာကိုလူရမှာပါ။ ပြောင်းလဲပြီးဆုံးသွားတဲ့အခါမှာဂျူဝင်တက်စ်အသင်းကမူဟာနီယမီခင်ကလည်း PSG အသင်းနဲ့တွဲဆောင်ဆွေးနွေးပြီးသူ့ရဲ့အနာဂတ်ကိုအပြီးသက်ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။